ားလုံးမင်္ဂလာပါရှင်12လပိုင်းတလားစာကံကြမ္မာများကိုတနင်္ဂနွေသားသမီးရနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစောင့်ကြည့်ဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုရင်တနင်္ဂနွေသားသမီးတွေဒီ12လပိုင်းမှာအချီရေးအိမ်တော်ရေးအလုပ်အကန့်အစားအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့အချီနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးတွေကံကောင်းပြီလို့အားမယ်နော်အချီနဲ့ပတ်သက်ပြီးကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေဖြစ်ခွင့်ရမှာတခုဖြစ်ပါ အပြိုလူတွေကအိမ်အောင်ကြခင်းရှိပါတယ်ဆစ်ဆက်ကြောင်းလန်းတာတွေမင်းမြန်းတာတွေဖြစ်ပေါ်လာအဲ့တော့စကားအပြောဆိုလေးတွေကအောင်မြင်တတ်ပါတယ်အိမ်အောင်ရင်းမှာဆိုလို့နဲ့ဝန်သားစရာတွေနဲ့ဖြတ်တန်းသွားမယ်ကာလတစ်ခု ဖြစ်ပါတယ်အဲ့တော့နှစ်ယောက်အတူတူဟိုဖျားသွားတာတွေအလှူဒန်းပြုလုပ်ရတာတွေပို့ပြီးတော့များတဲ့ကာလလို့ပြောရပါတယ်ဒီအချိန်ဒီကာလမှာတနင်္ဂနွေသားသမီးများရုတ်တရက်ငွေကြီးနဲ့ပတ်သ ပြီးတော့ငွေကြေးလက်လာပတ်တွေရှင်လာလိမ့်မယ်ငွေတွေအဆက်မပြတ်ဝင်လာတာမျိုးပေါ့ကိုလုံနေတဲ့အလုပ်တွေကောင်းလာတာအကျိုးကျေးဇူးတွေပို့ပြီးတော့ရရှိတာတွေကိုရဲ့အပြောဆိုလေးတွေအောင်မြင်လာတာမျိုးတွေတွေ့ရတတ်ပါတယ်ဒီချိန်ဒီကာလမှာအမွေရရပါတယ်အလုပ်ပြောင်းမယ်လို့ရည်ရွယ်တာလုံးမပြောင်းပါသေးနဲ့哦ရှေ့ဆက်ပြီးတော့ကိုလက်ရှိအလုပ်ကအကျိုးပေးတစ်ခုလိမ့်မယ်အလုပ်ရှင်တဲ့စိတ်တွေလည်းဖြစ်ပေါ်လာတတ်ပါ နောက်တစ်ခုကဒီချိန်ဒီကာနင်းကနေသားသမီးတွေရှိပါတယ်။မျက်နှာပွင့်နဲ့အလွန်ဆန်းပွင့်တဲ့ကာလတစ်ခုဖြစ်နေပါတယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်ရဲရဲတာလဲရဲတာဆုံးဖြတ်အောင်မြင်ပါတယ်။သားသမီးရှိတဲ့လူကတော့အိမ်ကနေကိုယ်စိတ်ဆိုးသားသမီးတွေအိမ်ကနေထွက်သွားပါတယ်။အိမ်အောင်ရှိတဲ့အမျိုးသားအမျိုးသမီးတွေဆိုအိမ်အောင်ကြီးကမကြာခဏစကားများပြီးတော့မှပြန်ပြန်ပြီးတော့ကောင်းလာတတ်ပါ ကာလမှာဆရာသမားတို့ပုံကူမျိုးတွေကုညီမစားနေကြုံရမှာပါတယ်။ဒါပေမဲ့ကိုယ်နဲ့မသိမြတ်တဲ့သူတွေနဲ့တော့ဒီချိန်ဒီကာလမှာဒီတော့သိမြတ်သွားတတ်ပါတယ်။ဒီကာလတနင်္ဂနွေသားသမီးများတွေကညနေသားပြီးတဲ့ကာလတကူးလို့ပြောလို့ရပါတယ်။အဲတော့အနုပညာသမားတွေဆိုရင်တနင်္ဂနွေသားသမီးအနုပညာသမားတွေဆိုရင် အောင်မြင်ပို့ပြီးတော့ရရှိတတ်ပါတယ်။ဆက်တွေကောင်းနေပို့ရမယ်။အမိချက်တော့ ါတော့ထိကြိုက်တန်ရာလေးတွေရတယ်ဒီချိန်ဒီကာလမှာဒီမှာနေရတဲ့အပြင်ကိုသွာလာနေလှုပ်ရှားနေရတာညားတယ်ဒါကြောင့်တနင်္ဂနွေသားသမီးကဒီ12လပိုင်းမှာတော်တော်ကန်ကောင်းကျင်နေဆိုလို့ရှိရင်မကြခဏပန်းတကူပြစ်ပေးပါနော်ကိုတတ်နိုင်တဲ့ဘက်ကနေပန်းတကူလေးကျင်ရတယ်ကိုအတွက်ရေရကောင်းတစ်ခုဖြစ်အဲ့တော့တနင်္ဂနွေသားသမီးများအလုတ်ပြောင်းတာတော့မကအလုတ်ယာတူဖြစ်မဲ့ စာတိုးညင်းခြင်းနေဖြစ်မဲ့ကျမရေနည်းနည်းယူဆရမယ်ဥကောင်းလို့ဝမ်းပိုက်တို့ခေါင်းတာခေါင်းကြိုက်တာတို့ဖြစ်တဲ့ခုနပြောတော့မကြခဏခုပြစ်ချင်းရလဲရဲ့ရေရခေါင်းဖြစ်လာပါလိမ့်မယ်ကိုယ့်အိမ်မှာသားသမီးရှိရင်တော့အထူးပြုယူဆိုင်ပေးပါဒီချိန်ဒီကနေ့အိမ်ထွက်သွားတတ်ပါလေတနေ့ကနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကျမညင် စီရှင်ပါအလုံးမင်္ဂလာပါတနင်္လာသားသမီးများအတွက်12လပိုင်းတလစာကိုအချီအိမ်တော်ရနေစပြီးတော့ဟောပြောပေးမယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစာဆုံးလေးကြည့်ပေးပါချီနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေကံကောင်းတဲ့ဘက်ကိုရောက်လာပါပြီเนาะတကားပြောဆိုလေးတွေအနေထိုင်လေးတွေကယူဆရမယ်အပြုလူအိမ်တော်ကြရင်ရှိတယ်လုံးဝအုတ်တော့အိမ်တော်ကြသွားမယ်အိမ်တော်မပြုတင်ဘူးလို့ မရတော့ဘူးအိမ်အောင်ကြပြီးအိမ်အောင်ကြမယ်အနေတိုင်းစင်ကြရမယ်အဲ့တော့အချိန်မှကြတော့ဘလို့ဖြစ်နေလဲဆိုလို့ရှိရင်ကိုပြောလိုက်တဲ့စကားကြောင့်နောင်တဆရာကြီးတုံ့ဝလိမ့်မယ်စကားပြောမှတတဲ့အထုကယူဆက်ရမယ်နော်စကားကြောင့်ပဲဒီအချိန်ရလမ်းခေါ်ရတဲ့လောက်ဒီဖြစ်သွားတတ်တယ်ဒါကြောင့်ကိုကဒီအချိန်ဒီကာလမှာ စကားပြောစင်ကြမှာတတိလေးထားပါဒါဆိုရင်အချိန်ရလုံးဝအုတ်တုံးကရှိနေပါတယ်ကိုလိုတမ ဖြည့်ဆည်းပေးမဲ့ချစ်သူမျိုးလည်းရရှိတတ်ပါတယ်။ကိုပြောလိုက်တိုင်းလည်းသူစန္ဒာလေးတွေကိုဖြည့်ဆည်းပေးမယ်။ဒီလိုချစ်သူမျိုးရနေတာဖြစ်နေတဲ့အတွက်ကိုရဲ့အပြောဆိုလေးတွေအထူးကူဆိုက်ရ။အဲ့တော့တနေ့လာသားသမီးတွေတခုအကြံပေးခြင်းနဲ့ဒီလိုကံကောင်းတဲ့နှစ်မှာဒီလိုကံကောင်းတဲ့ဒီလပိုင်းမှာဆက်နှစ်လပိုင်းမှာကိုကဘယ်နေရာမှာဝင်မပါနဲ့ကိုဝင်ပါလိုက်တာနဲ့ကိုကလူမုံ ရာကြီးဖြစ်သွားတယ်။အဲ့တော့ဖွဲ့စည်းနဲ့ပတ်သက်တာတွေဘယ်အဖွဲ့စည်းမှမဝင်နဲ့ကို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 စိတ်နဲ့ကိုကိုကြော်ကြော်ရှင်ရှင်နေပါ။ဒါဆိုရင်တနင်္လာသားသမီးတွေကံကောင်းနေပါလိမ့်မယ်။ပြောသမျှဆိုသမျှလုပ်သမျှရေအောင်မြင်မဲ့ကာလာတယ်ကိုရောက်နေပါမယ်။အဲ့ဒီပုံမှာကိုကအောက်ခြေမလွတ်နဲ့ဘဝင်မမြင်နဲ့ကျွန်မပြောတာရှင်းတယ်နော်နောက်တစ်ခုအဖွဲစည်းတဲ့ကိုလုံးဝလုံးဝဝင်လို့မရတဲ့ကာလဖြစ်နေပါတယ်အဲ့ ဝင်လိုက်တာနဲ့အဲ့ဒီအဖွဲ့ကြီးနဲ့ကိုနဲ့ရန်သူလိုမျိုးဖြစ်သွားတတ်တယ်။လုံးဝအဖွဲ့ဝင်လို့မရဘူးလူမှုရေးကိစ္စတွေနော်အဖွဲ့ဖွဲ့တာမျိုးတွေပရာဟိတအဖွဲ့တွေဘလို့အဖွဲ့မျိုးပဲဖြစ်ဖြစ်ကိုဝင်ပါလို့မရဘူးဒါကိုအထူးကယူဆိုင်ရမယ်။ဒီချိန်ဒီကာလမှာဘောလုံးပွဲကြည့်ရတဲ့အလောင်းကစားလောက်တာလေးလဲလျှော့ပေးရမယ်။အဲ့တော့ကိုကိုကိုကန်ကြီးအောင်လို့ဘာသာရေးကိုဒီကလုံးမဲ့ဒိဋ္ဌံဝင်မယ်နော်။အဲ့တော့ဒိဋ္ဌံဘာသာရေးကိုဒီကလုံးမဲ့ကျွန်မပြောတာဒိ ဝင်မယ်အဲ့တော့မိမိတို့အနေနဲ့ဘာလုပ်ရမလဲဒီအချိန်ဒီကာလမှာမြောက်ရဲ့ဖက်ကိုမျက်နာမှုမြောက်ရဲ့ဖက်ကိုတစ်တီး6မျိုးမြောက်ဖက်ရဲ့မျက်နာမှုပြီးတော့စွန်းတော်ကက်စုတောင်းမယ်ဒါတနင်္လာသားသမီးများအကောင်းဆုံးရည်ရတစ်ခုလို့လည်းပြောလို့ရတယ်အပြာရောင်ဆောင်မယ်အပြာရောင်လေးတွေမကြာခဏဝစ်ဆင်ပေးမယ်เนาะပြအဲ့တော့အနုပညာသမားတွေကောင်းမယ်အဆက်အသွယ်ကောင်းနေ မယ်ဒီချိန်ဒီကာလမှာနာမည်ကြော်ကြားမှုတွေရရှိမယ်နာမည်ထွက်လာမယ်เนาะကိုယ့်ရဲ့နာမည်လေးကိုယ့်ရဲ့ကောင်းတဲ့နာမည်လေးထွက်လာမယ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းကြီးကဲကူညီမယ်အလုံးပြောင်းနေရာပြောင်းနေကောင်းတဲ့ညာဒူးတိုးတာမျိုးတွေဖြစ်မယ်လာစားကောင်းကောင်းရရှိမယ်နေရာကိုလည်းရမယ်အဲ့တော့နိုင်ငံသားမှာသွားလုပ်မဲ့လူဆိုရင်တော့ဒီချိန်ဒီကာလမှာနိုင်ငံသားအဆက်အသွယ်ကောင်းနေဝင်လာမယ်နိုင်ငံသားခရီးတွေအောင်မြင်တယ် အဲ့တော့တင်နန်းနေပါတက်တဲ့တင်းလာသားသမီးများဆိုရင်တော့စောင်းမွဲတွေအောင်မြင်တယ်။အဲ့တော့ဒီအချိန်ဒီကာလမှာအထူးဂယုဆက်ရမှာငွေချီးလို့မရဘူး။ကိုယ့်အိမ်ကိုဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်ဖျားဆင်းမှုတော်လေးဝင်လာတတ်တယ်။အဲ့တော့ကိုယ့်ရဲ့မွေးနံတာကိုသွားပြီးတော့ရေတက်ပယ်ပေးရမယ်၊ရွှေချပေးရမယ်။နော်ဖျားမှာရွှေဆိုင်၃ခုလောက်ချပေးစုတောင်းပေးဒါဆိုတင်းလာသားသမီးတွေအရာရာအောင်မြင်သွားပါလိမ့်မယ်။အဆင်ပြေသွားပါလိမ့်မယ်နော်။ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ 12နာပိုင်းတလစာအတွက်အင်္ဂါသားသမီးများအတွက်ကိုတလစာအသေးစိတ်ကလေးဟောပြောပြီးမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်မရဲ့ဗီဒီယို like ကလေးကိုသားသမီးများဆုံးလေးကြည့်ပေးပါ။သားသမီးများအေးမှဆိုလို့ရှိရင်ဒီ12နာပိုင်းမိမိတို့ပို့တော့တတိထားတဲ့အချိန်ဒီပေါ်မှာရှိပါ။အချိန်နဲ့ပတ်သက်ကိုကလက်လွတ်ဆုံးရှုံးရတာမျိုးကြီးဖြစ်တတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့အိမ်အောင်ရေးမှာအတိုက်ခံ ပေါ်များနေရတတ်ပါတယ်။အိမ်တော်ရေးနဲ့ပတ်သက်ပြီးမိမိရဲ့အမျိုးသားအမျိုးသမီးမိဘဆွေမျိုးသားတွေဝင်ပါလာတဲ့အထီကို အိမ်တော်ရေးမှာစကားများရတာရံဖြစ်ရတာမျိုးလေခဏခဏဖြစ်တတ်ပါတယ်။အဲကြောင့်ဒီအင်္ဂါသားသမီးပါဆိုလို့ရှိရင်အချစ်ရေးကလည်းညံ့တယ်လို့အိမ်တော်ရေးမှာတော့ကနဲ့ဖြတ်တန်းရဖြစ်ပါတယ်။မိမိတို့ဒီအချိန်မှာအချစ်စိတ်ရှုပ် တွေလူမှုရေးကဏ္ဍတွေအများကြီးပဲပါဝင်လို့အိမ်နောက်ရဲ့ဆရာတွေနဲ့ကြုံတွေ့နေရတတ်ပါတယ်။ဒါကြောင့်အချစ်ရေးအောင်ရေးမှာတော့အင်္ဂါတရား12လပိုင်းပို့ပြီးတော့ဂယုဆက်ရပို့ပြီးတော့လည်းနေထိုင်ရမယ်။အဲ့တော့မိမိတို့ရဲ့လုပ်ငန်းတွေကရှေ့မတိုးဘဲနဲ့အနောက်ကိုစုံနေတာမျိုးတွေကိုယ်နေတာပေါ့တိုးတက်မှုမရှိတာမျိုးတွေဒီ12လပိုင်းဖြစ်တတ်ပါတယ်။ နောက်တစ်ခုကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေဒီ12လပိုင်းမှာဆိုလို့ရှိရင်အလောတကြီးဆုံးလိုက်တာမျိုးကြီးမလောက်ပါနဲ့နောက်နှားတွေညာတွေကြုံရမယ်ဒီဆုံးရှုံးရတတ်တယ်နောက်ဆုံးမှာကိုကအလောတကြီးဆုံးဖြတ်လိုက်တဲ့အတွက်ကိုယ့်ရဲ့ချစ်ရတဲ့သူနဲ့လမ်းခွဲရလောက်တဲ့အထိဖြစ်သွားတတ်တယ်အိမ်နောင်ရင်းမှာဆိုလေသားသမီးကိုယ့်ရဲ့အမျိုးသမီးကိုယ့်ရဲ့အိမ်လက်ကကလေးတွေမျက်နှာကိုမှမထ ကိုကိုထားခဲ့တာမျိုးပေါ့ဒါမျိုးလောက်တိကြုံပါတယ်ငါတာသမီးကအိမ်အောင်တဲ့အမျိုးသားမျိုးသမီးတွေတာစကားပြောစုလေးတွေစင်ကျင်ပေးရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့ကငွေကြေးနဲ့ပတ်သက်ပြီးအမှားအပြီးဖြစ်တတ်တယ်ငွေတွေအများကြီးပဲရင်းနှီးမြှုပ်နှံလိုက်တာမျိုးတွေမပြူလို့ပါနဲ့ဒီအချိန်ဒီကာလမှာ ဖြည်းဖြည်းနဲ့မှန်မှန်သာဒီကိုအတွက်ကြီးပါပဲအောင်မြင်မဲ့ကာလလို့ပြောလို့ရလုပ်ငန်းကောင်းတယ်လက်ရှိအလုပ်ကလေးကပို့ပြီးတော့ပြီးလာတယ်လက်ရှိအလုပ်ကလေးကကိုအတွက်နေရာကောင်းနေရလာတယ်ညစာကောင်းနေရရှိလာဒီကာလမှာအလုပ်ကတော့တော်တော်ကိုအဆင်ပြေတော့အင်္ဂါသားသမီးများဒီအပိုင်းမှာဆိုအရင်လတွေကဘလောက်ပဲညံ့ခဲ့ညံ့ခဲ့ဒီ၁၂လပိုင်းကအကောင်းနဲ့ တင်ပါပြီမိမိတို့အတိတ်အံလေးတစ်ခုခုလုပ်ကိုယ့်ရဲ့အလုပ်တွေကိုမယ်ဒီကာလကိုဖျက်တမ်းမယ်နော်ဒီကာလလေးကအတွက်တတ်တော်အကျိုးရှိတယ်တတ်အကျိုးပေးတယ်ကာလလို့ပြောလို့ရပါတယ်အဲ့နေရာကောင်းနေရတတ်ပါတယ်အိမ်ပြောင်းနေရာပြောင်းနေကောင်းဘက်ကမှတည်ရှိနေပါတယ်နောက်တစ်ခုနာဂာစာဝန်ထမ်းနေဆိုလို့ရှိရင်လည်းအကြီးကဲရဲ့ညနတာပေးမှုတွေခံရတတ်ပါတယ်နောက်တစ်ခုကအမှုပညာလုပ်ငန်းသမားတွေအမှုပညာနဲ့ ပြပြီးတော့ဒီကာလလေးပို့ပြီးတော့အရေးပေးမှုတွေခံပါတဲ့ဆက်တွယ်ကောင်းတွေဝင်လာတတ်ပါတယ်။နိုင်ငံသားသွားမဲ့လူတွေဆိုလို့ရှိရင်တော့နိုင်ငံသားခရီးတွေသွားရတတ်ပါတယ်။ဒီချိန်ဒီကာလမှာတော့အင်္ဂါသားသမီးများမိမိအိမ်မှာအရက်ပလင်းတွေဝင်လာတဲ့ဆိုရင်တော့လက်မခံပါနဲ့ပြန်ပြီးတော့ထုတ်ပေးပါ။နောက်တစ်ခုတက်ကြီးရွယ်အိုအဖို့ဖွားဘောကိုယ်မှာနားရောက်တဲ့ခုနားရောက်တာမျိုးတွေရောက်လာတာမျိုးတွေဆိုလို့ရှိရင်လည်းလက်ခံလို့ပါဘူးရောက်လာပြီးတော့မှဒီအဖို့ တော့ဒီဖြစ်တတ်ပါတယ်ဒီကာလလေးမှာတော့ကိုအကန်ကိစ္စတွေအမှုကိစ္စတွေကိုညီပေးလို့မရပါဘူးလူမှုရေးကဏ္ဍတွေမှာလုံးဝလုံးဝဝင်မပါရင်ပိုကောင်းပါတယ်ဝင်ပါရင်တော့ကိုယ့်ရဲ့စေတနာတွေရဝေဒနာတွေဖြစ်တတ်ပါ ကိုယ့်အပေါ်မှာအမြင်မကျေမှုတွေဖြစ်ပေါ်လာတတ်ပါတယ်နောက်ွယ်မှာကိုယ့်အကြောင်းပြန်ကြားရတာမျိုးဖြစ်တတ်ပါအဲကြောင့်အင်္ဂါသားသမီးများဒီကာလမှာပို့ပြီးတော့အရေးကြီးပါ အနေနဲ့ရေဒီယာလေးတစ်ခုကိုပေးခြင်းပါတယ်ဒီရေဒီယာလေးကိုတေချာလေးပြုလုပ်ပြီးပါမိမိတို့ရဲ့မွေး9နာရီ40ဟာနှီးစီပန်း10ပွင့်နော်နွားနို့တစ်ခွက်မိမိတို့ရဲ့မွေးနံတောင်မှာ တောင်ဘက်ရက်ကိုမျက်နှာမူပြီးတော့လှူဒန်းပြီးတော့ကိုလိုရာကိုဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီ12လပိုင်းမှာဆိုရင် ကို့မှာဘာခက်ခဲပဲရှိရှိနော်နှီးစီပန်းဆောင်ပြီးတော့သွားစိတ်စာလေးအောင်မြင်သွားပါလိမ့်မယ်ဒါကြောင့် နာသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းတွေပြည့်စုံပါစေ။ဒီတွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြေဝနိုင်ကြသနလပိုင်းတလားစာကံကြမ္မာများကိုဗုဒ္ဓဘူးသားသမီးညာဥသားသမီးများအတွက်အစအဆုံးအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘူးသားသမီးများညာဥသားသမီးများကြည့်ရှုနေတယ်ဆိုရင်တော့အစအဆုံးကြည့်ပေးပါရှင်။ဒီစာပိုင်းမှာညာဥသားသမီးများအချီเนาะ ခြေအနေပတ်သက်လို့တန်အားအရန်နဲ့ပါမှာရှိနေပါတယ်ချစ်သူမရှိတဲ့နော်သူတွေဆိုလို့ရှိရင်တော့အချစ်ရေးကိုစိတ်ဝင်စားတာပို့ပြီးတော့ကောင်းပါလေအချစ်ကိုမယုံပါသေးနဲ့အောင်အဲ့တော့ဒီကံလေးကဘလို့ကံလေးလိမ့်နေလှဲခြင်းတွေခံရတတ်ပါတယ်ချစ်သူရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ချစ်သူကိုအဆက်တွေပြတ်သွားတာအစိမ့်လိုက်ကြီးဖြတ်ချတာအဆက်တွေမလုတော့တာနော်ကိုယ့်ထက် အစ်စ်တယောက်တွေ့လို့ကိုယ်ကိုသွားတာเนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်မေတ္တာဒီပေါ်မှာဆန္ဒမှာစိတ်မှန်မှုမရှိပါဘူးအဲ့တော့ဒီကာလာလေးကိုတော့အထုဆက်ရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ခကြီးထွက်နေတဲ့ဆက်တွယ်ပြတ်တောက်နေတယ်ဆိုရင်တော့ဒီချိန်ဒီကာလာမှာဆက်တွယ်တွေပြန်ရမယ်ရဝေးရောက်နေတဲ့သူကိုအနီးနားပြန်ရောက်လာမယ်အိမ်တော်ကြီးကံကောင်းပါတယ် အိမ်တော်နှစ်ယောက်အတူတူတောင်တန်းဒေတာတွေခကြီးထွက်ရတာမျိုးတွေဖြစ်တတ်ပါတယ်အချင်းကြီးလေးကတော့ကန်တဲ့သားသမီးရဲ့ဝင်လာတတ်ပါတယ်ဆွေမျိုးမိဘထံနေအလဲသွားတာမျိုးတွေအလဲမျိုးတွေမမတွေ့ကြုံဘူးတဲ့နော်အရာတာမျိုးတွေမတွေ့ကြုံဘူးတဲ့ကြောင်ရေးမှာပျော်ရွှင်မှုတွေဒီမှာကြုံရမှာ ဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးရာဟုသားသမီးရာ၁၂လပိုင်းမှာဆင်းနော်မိမိတို့အနေနဲ့ လုပ်ငန်းတည်တည်စတင်အကောင့်ထဲပေါ်မယ်ဆိုရင်အကောင့်လာတလဖြစ်လို့လို့စိုင်းတည်ဖွင့်တာမျိုးတွေစက်တည်းမျိုးတွေလုတ်တိုင်ဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီကာလာလေးကတော့ကိုယ့်ရဲ့ကြရှုံးမှုတွေပြန်ပြီးတော့မှရှင်သန်ထမြောက်လာတဲ့ကံပေါ်မှာရှိနေပါတယ်အဲ့တော့ဒီ7လပိုင်းမှာအကောင်းဆုံးရက်ကလေးတွေကိုပါကိုကအသုံးချမယ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ကို့အတွက်ဖြစ်လာပါလိမ့်မယ်အကျိုးရှိတဲ့7လ ြစ်လာပါလိမ့်မယ်။ဒါကြောင့်ဒီ12လပိုင်းမှာတရက်နေ့ကောင်းတယ်6ရက်နေ့ကောင်းတယ်9ရက်နေ့ရက်ကောင်းတယ်နှစ်ခတ်ကောင်းတယ်17ရက်12ရက်13ရက်နှစ်ခတ်ကောင်းတယ်ရက်ကောင်းတယ်21ရက်နေ့မှာလည်းရက်ကောင်းသလို12လပိုင်း30ရက်နဲ့31ရက်ကတော့နှစ်ခတ်အားကောင်းဆုံးရက်တွေဖြစ်ပါတယ်ဒီလိုရက်မျိုးမိမိတို့အနေနဲ့မှတ်သားပြီးတော့မှကိုယ့်ရဲ့အလုတ်ကင်နေစတင်အကောင့်ထဲပေါ်မဲ့အရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်မယ်ဆိုရင်လည်း ပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာ ဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးယာခုနပြောတဲ့ရက်လေးတွေမှာကိုယ်ရဲ့လှုပ်ရှားရှိတာလေးတွေစတင်ကောင်းတဲ့ပုံမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ဒီကာလလေးမှာဒီလပိုင်းမှာဗုဒ္ဓဘုရားသမီးယာဥသားသမီးယာအလုံငန်းနဲ့ပတ်သက်တာတွေအလုံအကိုင်းနဲ့ပတ်သက်တာတွေလူမှုရေး ပတ်သက်တာတွေကတော့ကံကောင်းနေတတ်ပါတယ်။ဝင်လာမဲ့ငွေကြေးတွေလည်းဝင်လာဝင်လာတတ်ပါတယ်။ဆုံးရှုံးလာတဲ့ငွေကြေးတွေလည်းပြန်လည်ပြီးတော့ဝင်လာတတ်ပါတယ်။လုံးဝမမျောလင့်ထားပဲနဲ့ကိုယ့်ရဲ့နေ့ကအကျိုးကျေးဇူးတွေအများကြီးပဲရရှိမှာဖြစ်ပါတယ်အကျိုးမြတ်များတဲ့ရရှိမှာဖြစ်ပါတယ်လုပ်ငန်းတိုးချဲ့တာမျိုးတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်အဲ့တော့စေမျိုးသားချင်းကြီးကလေးကတော့နေတိုင်းမကောင်းတာတွေနိုင်ရတဲ့တင်းနေကြာရတတ်ပါတယ်ကိုကိုယ်တိုင် သေးတယ်။အိုးကိုယ့်ရဲ့ကံလေးကကောင်းတဲ့ထဲမှာမှပို့ပြီးတော့ညံ့သွားတတ်ပါတယ်။ကားရှိရင်တော့ဒီချိန်ဒီကာလမှာတတိထားပါ။သူများကကိုယ်လာပြီးတော့ပုတ်တိုက်သွားတာ၊ချိတ်မိသွားတာမျိုးတွေနည်းနည်းလေးပြဿနာတွေတော့ပေါ်ပေါက်တတ်ပါတယ်။အဲ့တော့ဒီကာလလေးမှာအိုးပိုင်အိမ်ပိုင်မရှိသေးတဲ့ပုံပြဘူးများဦးသားကြီးများတို့တေချာပေါအိုးပိုင်အိမ်ပိုင်ဝယ်ယူရတတ်ပါတယ်။ပိုင်ပိုင်ရတတ်ပါတယ်။အိမ်ပြောင်းနေရပြောင်းနေလေအရင်ကောင်းတယ်ကိုယ့်ရဲ့မြေထိကြိုက်တန်ရာလေးတွေရရှိတတ်ပါတယ်နည်းနည်း ယူဆက်ရမယ်เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကာလာလေးမှာမိမိတို့အနေနဲ့ဗုဒ္ဓဘုရားသမီးယာဟုသာသမီးများကျွေးပကံများတစ်ချက်ပေါ်မှာငပြောသည်ဖီးကြံငပြောသည်ပျော့ပျော့ခုနှစ်လုံးတင်ပါတင်ပြီးွားလို့ရှိရင်မိမိတို့အရှိမြောက်တော့ ိုမျက်နာမူပြီးတော့ကိုလိုရာဆူတောင်းဆုံးကပ်ပေးပါကိုရဲ့မွေးနေ့လေးမှာဆုံးကပ်ပါကိုလိုရာကိုဆူတောင်းပါဆူတောင်းပြေးပါတယ်ဒီကာလာလေးမှာတော့ဒီရေနေရာလေးကိုတပတ်ကိုတစ်ကျင်းပြုလုပ်ပေးပါအုံးရွာ၅ညောခန်းကောင်က၂ညောမင်းမျိုးပန်းက၅ပွင့်ကိုလည်းဖန်ခွက်လေးတန်လေးထိုးပြီးတော့မျက်စွာဖျားရှင်ကိုလှူဒန်းပေးမှဆိုရင်လေကိုရဲ့ကံလေးတွေကမြင့်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘုရားမြတ်ရာဟုသားများဒီကာလာမှာတော့ကိုရဲ့ကောင်းတဲ့ကံကိုထိန်းသိမ်းရမှာဖြစ်တဲ့အတွက်ပါရာယေးကို မကြမကြလောက်ပြီးမယ်တပတ်တစ်ခါတတ်တလော့စားမယ်အဲသုံးလပတ်ယဟန်ဝိတ္တာမျိုးတွေလည်းဝိညာတက်ပါတယ်အဲကြောင့်မလို့ပုဒ္ဒဝုဒ္ဒသမီးယာဥဒ္ဒသမီးလားနိုင်ငံရဲ့ကြားခရီးတွေလည်းတွားရတက်ပါတယ်နိုင်ငံရဲ့ကြားနဲ့ပတ်သက်တာတွေအဆက်တဲကောင်းကြီးဝင်လာတက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီချိန်ဒီကာလမှာလူပညာသမားဆိုလို့ရှိလို့ရှိရင်တော့ဒီကာလလေးမှာနည်းနည်းလေးတော့ဂယုဆိုင်ရမယ်ကိုယ့်ရဲ့နာမည်ကုန်တင်လေးနေထိခိုက်တက်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အမှုပညာလုပ်ငန်းတွေကတော့အောင်မြင်နေပါလိမ့်မယ် ိုကိုတိုင်တတိထားပြီးတော့ဒါဆောင်ရွက်ပါ အများအောင်မြင်မှုတွေရရှိတတ်ပါရဲ့ပုဂ္ဂဗုဒ္ဓသမီးရာဟုသားသမီးစနလာပိုင်းမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်ကျွန်မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်စနလာပိုင်းတလားစာအတွက်တောက်ကြသားသမီးများအတွက်စာပြီးတော့ဟောပြောပြီးมาဖြစ်ပါတယ်။တောက်ကြသားသမီးများ၊ကျမရဲ့ဗီဒီယို like လေးကိုအစားဆုံးလေးကြည့်ပေးပါ။ တောက်ကြသားသမီးများကဒီ၁၂လပိုင်းမှာအခြေအနေနဲ့ပတ်သက်ပြီးတော့စီးလုံးညီညွတ်မှုကံထဲမှာရောက်ရှိနေပါတယ်။ပြန်လဲပေါင်းစည်းနိုင်တဲ့ကံလို့ပြောလို့ရပါတယ်။ခွဲခွာနေရတဲ့ချစ်သူနှစ်ဦးဟာပြန်လဲပေါင်းစည်းနိုင်မယ်။ပြန်လဲဆက်တွေ့ရမယ်။နော်။ပြန်လဲစုံတွေ့နိုင်မယ်။ဒီလိုကိန်းထဲမှာရောက်နိုင်ပါတယ်။ တော့မိမိတို့အနေနဲ့ကတော့ချီးရရတော့ကံကောင်းလာပါပြီအိမ်တော်ဝင်းမှာကြာတော့မိမိတို့ရဲ့အိမ်တော်ဘက်လာစာကောင်းတာဝင်ငွေတွေတိုးတာเนาะအဲ့တော့အချင်းနေတစ်ခုကနေပြီးတော့တစ်ခုကိုတက်လန်းသွားတာငိုတော့က9000ပဲ3နိုင်တယ်အခု1000နိုင်တယ်ဒီလိုချီနေမျိုးကိုရောက်ရှိနေတာဒါကြောင့်တောက်ကြသားသမီးများဒီ12လပိုင်းမှာဆိုလို့ရှိရင်တော့ အိမ်တော်ကြီးမှာတာတာရရအေးအေးချမ်းချမ်းနဲ့ဖြတ်တန်းသွားရပါလိမ့်မယ်။နောက်တစ်ခုအနေနဲ့ကရေလန်းခီးတော့မသွားပါနဲ့။ဖျားမှုခီးတွေသွားရတတ်ပါတယ်နော်။ကိုမရောက်ဘူးတဲ့ဖျားဖူးမြော်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ဖျားမှုခီးရပြန်လာရင်လည်းထိပေါက်ကိန်းရှိပါတယ်။ထိထိုးပွေးဖို့လည်းမမေ့ပါနဲ့။ မိမိတို့အနေနဲ့ဒီကာလလေးမှာမမျော်လင့်မဲနဲ့အခြေအနေတစ်ခုစဉ်းနှံတစ်ခုကို ရောက်ရှိသွားတတ်ပါတယ်။အယောင်းဝယ်တွေတမားတွေဆိုရင်တော့အယောင်းဝယ်အကောင်းနေเนาะဈေးရောက်တာပဲဖြစ်ဖြစ်ပေါ့ဈေးတွေပူပူပြီးတော့ရောင်းအကောင်းလာတာမျိုးကြီးပေါ့ဒီကိန်းထဲမှာ ဖြစ်မယ်ပေါ့เนาะ စိုက်ပျိုးရေးသမားတွေမွေးမြူရေးသမားတွေဆိုရင်လည်းအလွန်အင်မတန်ကိုကံကောင်းပါတယ်။အမှုပညာသမားတွေဆိုရင်လည်းပို့ပြီးတော့ကံကောင်းနေတတ်ပါတယ်။နိုင်ငံရဲ့ကြားနဲ့ပတ်သက်ပြီးတော့ဒီလိုကိန်းထဲမှာခရီးတွေသွားရတတ်ပါတယ်။ပညာတော်တွင်သွားတာတို့နော်။ဆရာသမားရဲ့အကြည့်ကဲရဲ့ကုညီမမူနာနိုင်ငံတကာကိုရောက်ရှိသွားတာမျိုးပေါ့နော်။ဖြစ်တတ်ပါတယ်။နောက်တစ်ခုကကိုကအဖွဲ့အစည်းထဲမှာဆိုတော့ရွေးချယ်ခံရတတ်ပါတယ်။ ပညာတော်တွင်ထောက်ပံ့မှုတွေလည်းရရှိတတ်ပါတယ်။ဒါကြောင့်တောက်ကြသားသမီးများဒီလိုကိန်းငယ်မှာတော့ပျော့ပျော့ရှင်ရှင်ဖြစ်တဲ့ကိန်းလို့ပြောလို့ရပါတယ်။ယာဒူးတိုးတာမျိုးတွေယာဒူးတိုးမြင့်ခြင်းတွေလည်းကြုံရတတ်ပါတယ်။ကိုကဆုံးမလို့ဖြစ်နေတဲ့ပတ်စံတွေပြန်လည်ရရှိတတ်ပါတယ်။ငွေကြေးဥစ္စာတွေဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေပြန်ပြီးတော့နာပေးတာမျိုးတွေ ဒီလိုကန်တိုင်းမှာဒီလိုကိန်းထဲမှာတွေ့ရပါပါတယ်။ဒါကြောင့်တောက်ကြံသားသမီးများမိမိတို့ကန်မြင့်မှုကန်ကောင်းမှုအတွက်ကတော့စမှုစာ၅ခုဖျားဆုံးတော့ကပ်ပေးပါ။မိမျိုးပန်း၅ပွင့်စော်စိန်၃ပွင့်ဒါမှမဟုတ်ရင်စပယ်ပန်း၃ခုမိမိတို့အိမ်ဖျားမှာအမြဲမပြတ်ထိုးပေးမယ်ဆိုလို့ရှိရင်တော့ကန်ကောင်းမှုလေပိုင်ဆိုင်ရပါလိမ့်မယ်။အညံ့နေလေပြေပြောက်သွားပါလိမ့်မယ်။တောက်ကြသားသမီးများဆိုလို့ရှိရင် ီ12လပိုင်းဆိုတဲ့ကာလလေးကမိမိတို့အတွက်ရာရာကံကောင်းတဲ့ကံကောင်းမှုကိုပေးစွမ်းနိုင်တဲ့စွမ်းအင်တွေပို့ပြီးတော့ရရှိနိုင်တဲ့လားလို့ပြောလို့ရပါတယ်။ဒါကြောင့်မိတ်ဆွေတငယ်ချင်းတွေတယောက်နဲ့တယောက်မမျောလိမ့်မယ်နဲ့စကားများတာရန်ဖြစ်တာတအူးနဲ့တအူးအထင်လွဲမှားတာမျိုးတွေဖြစ်ပေါ်လာတဲ့အခါကျရင် ကိုယ့်ဘက်ကတတ်နိုင်သလောက်ခွလွတ်နားလည်ပေးလိုက်ပါ ြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်။ကျမကြီးကတော့ခါနည်းနည်းနာတက်ပါတယ်။ခါအောက်ပိုင်းဂယုဆိုင်ပြီးပါ။ဒါကြောင့်မိမိတို့အိမ်မှာနေအိမ်ဖျားမှာပဲတီတီဖြော်ရည်တစ်ခုခုလှူဒန်းကတ်လူပေးလိုက်မယ်ဆိုရင်ကျမ်းမာရေးအညံနေကြည်သွားမှာဖြစ်ပါတယ်။တောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေပြည့်စုံပါစေစိတ်သွားတိုင်းကိုပါတို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်။